IS သေးကြော်တွေကသူတို့ရဲ့မြို့တော်အဖြစ်ကြီးညာထားတဲ့ Raqqa မြို့နဲ့ကီလိုမီတာ20အကွာမှာ American ကျောရောင်းနောက်ကံပြူ Syria သဘုံတက်တွေနဲ့ GIS သေးကြော်တွေဟာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ February 4ရက်နေ့က Syria Democratic Dem SDF လို့လူသိများတဲ့ Iraq ကညုံမောင်းတပ်ဖွဲ့တွေဟာ ရာဂါမျိုးကိုပြန်လည်သိမ်းပိုက်ဖို့အတွက်ဆစ်စင်ရေးအသစ်တွေပြုလုပ်နေပြီဖြစ်ကြောင်းကြေညာခဲ့ပြီးမြို့မြောက်ပိုင်းနဲ့အရှိမြောက်ပိုင်းစစ်မျက်နှာစာတွေမှာတိုက်ခိုက်မှုတွေကိုအရှိန်ဟုန်မြင့်လှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။ရာဂါမျိုးမြောက်ဘက်ကီလိုမီတာ20အကွာမှာစစ်တနတ်တန်တွေကိုတနေ့လုံးကြာနေရပြီးစီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ဝင်တွေကမာအီဇီလာကျေးရွာအနီးတစ်ဝိုက်က ISP မှတ်တွေကိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ AFP သတင်းတောက်ကပြောပါရယ်။ အဲ့ဒီခြေရွာကို IS ချင်းမိုးရင်ညုံမောင်းတပ်ဖွဲ့ရဲ့တိုက်လေရင်၃စီကလည်းအဆက်မပြတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးအဲ့ဒီနေရာကနေမိခိုးလုံးတွေတလိမ့်လိမ့်တက်လာတာကိုမြင်တွေ့နေရတယ်လို့သိရပါဗျ။ Syria Democratic Dep SDF ရဲ့တပ်မှုတအူးဖြစ်သူ Ararat ကိုကြာကမနက်ပိုင်းကစပြီးတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားက IS သွေးကြော်တွေဟာမာအီဇီလာကျေးရွာထဲမှာပုံအောင်နေခဲ့တယ်လို့ဆိုပါရယ် နိုဝင်ဘာလ6ရက်နေ့ကစတင်ခဲ့တဲ့ထိုးစစ်ဆင်မှုနောက်ဆုံးအဆင့်မှာကျေးရွာဆက်နွေရွာဟာဆီးရီးယားတပုံတွေရဲ့လက်ကိုကျရောက်ခဲ့တယ်လို့သိရပါဗျ။ IS ကိုထိုးစစ်ဆင်နေတဲ့ SDF တပ်ဖွဲ့ဟာအမေရိကန်ကနေတန်ချက်ကရင်တွေ လက်ခံရရှိခဲ့တယ်လို့လည်းသိရပါဗျ။အမေရိကန်ဥဆောင်တဲ့ညုံမောင်းတပ်ဖွဲ့ဟာ2014ခုနှစ်ကစပြီးဆီးရီးယားနဲ့အီရတ်နိုင်ငံတွေမှာလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။အမေရိကန်ဟာ IS တွေကိုထိုးစစ်ဆင်နေတဲ့ SDF တပ်ဖွဲ့ဝင်တွေကိုမာရှင်လင်းရေးအဖွဲ့တွေ စီရင်နီပြရီနဲ့အထူးတပ်ဖွဲ့ဝင်တွေအပါအဝင်စစ်သား900လောက်ကထောက်ကူပေးနေရလဲဖြစ်ပါတယ်။အမေရိကန်ဥဆောင်တဲ့အီရတ်တပ်ဖွဲ့ဝင်တွေဟာမိုးစူးမြို့ရဲ့အစိပ်ပိုင်းတချို့ကို ISJ လက်ကနေပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်မှာရာကာမြို့ဟာညွန်ပေါင်းတပ်ဖွဲ့ရဲ့နောက်ထပ်အကြီးအကဲပြစ်မှတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ ။တူရကီကလည်းအဲ့ဒီစစ်စင်ရေးမှာပါဝင်ဖို့စိတ်ဝင်စားမှုရှိနေပြီးတူရကီနိုင်ငံသားရဲ့ဝင်ကြီးမလတ်ကာဗူဆိုဂလူကတော့ရာဂါမျိုးစစ်စင်ရေးမှာအထူးတပ်ဖွဲ့ဝင်တွေကိုဆင်းလွတ်သွားဖို့အဆင်သင့်ဖြစ်နေပြီလို့ပြောကြားထားပါဗျ။